အားလုံးပဲမင်္ဂလာပါယခုဖက်ပြတင်ဆက်ပေးသွားမယ့်ဝိထုတူလေးကတော့ဆရာသိန်းဖေးမြင့်ရေးသားတယ်ဒီနေ့တော့မင်းကို မတွေ့ခဲ့ရပါလားအလှရဲ့အမိရတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ဒီနေ့တော့ မင်းကို မတွေ့ခဲ့ရပါလားအလှရင်အချိန်1338ခုနှစ်နဒေါ်လပြည်ပြီးကာစာတခုသောနန်းခင် နေရမန္တလေးမြို့အေးပိုသောစောင်းကာလာနှင့် အချမ်းပိုသောဒေသဖြစ်ပါသည် သို့သောကျွန်တော်ကအိရာတဲ့ကိုင်းမနေပါ နနခင်းစောစောစီစီထပြီးလမ်းလျှောက်ပါသည်။မနေ့ကလည်းလျှောက်ဒီနေ့လည်းလျှောက်။ကွာဒီကတော့မနေ့ကထက်ဒီနေ့အနည်းငယ်10မိနစ်လောက်ထင်ပါရဲ့နောက်ကျသွားသည်။ကျွန်တော်တဲကိုသည့်အိမ်က83လမ်းနှင့်29လမ်းတောက်ရှိတခင်ပါအိမ်ကွယ်လွန်၏အမများနေသောအိမ်။ထိုအိမ်မှနေပြီးနန်းတော်ဘက်သို့လျှောက်သည်။အနောက်မှအရှိသို့တရုတ်တန်းရောက်တော့တောင်မှမြောက်သို့နောက်တော့ တောင်မဲ့ကျုံကြီးအတိုင်းအနောက်မှအရှိသူအရှိတောင်ကျုံထောက်ရောက်တော့ပြန်လှည့်ခဲ့သည် အိမ်မှထွက်ခဲ့စဉ်ကမှောင်နေသေး၏လားစုံလာသည် တိုက်တာအစာအုံးများနောက်သစ်ပင်များကြားနစ်မြုပ်သွားခဲ့ပြီးလမ်းမိတိုင်များကတော့တလက်လက်ရှိသေးသည်သို့သောလမ်းမိတိုင်များမှာချမ်းနေကြဟန်တူပါ၏နင်းဆောင်ကြီးခြုံကားကိုေးနေကြသည်အိမ်ကထွက်စရင်းလမ်းသွားလမ်းလာလူတစ်ယောက်စနှစ်ယောက်စတွေ့ရသည် တိုက်တွေအိမ်တွေစိုင်းတွေမှာ တကားပိတ်လို့အိတ်ကြတော့စိုင်းတွေထဲမှာအနိုးကြဆုံးကလက်ဖက်ရည်ဆိုင်အချို့ဖြစ်သည်ဂျင်းတွေကြိုလို့နွားနို့ချက်ပြီးကြပြီနံများဖုတ်လို့ပဲပြုတ်ကြော်နေကြပြီစိုင်းရှင်ကိုအမိလိုက်၍လုံးလာဥဒ္ဓဟကြီးသောဖောက်တဲ့အချို့ကငုတ်တုတ်ထိုင်၍စောင့်နေကြပြီတကယ်ပင် ငုတ်တုတ်ထိုင်နေကြ၏ကတထိုင်ပေါ်မှာခြေချမထိုင်နိုင်မှာစောက်ကြောက်ထိုင်ကြရ၏လက်တွေကိုပုံချားညှက်၍ အပေါ်အင်းကြီးကိုယင်းစေ၍ခေါင်းကိုတပတ်နှင့်လုံအောင်နရွက်ပါလုံအောင်ပောင်း၍လမ်းပေါ်တွင်မန်လေးတရုတ်ဖို့အနှင်းရင်ဖြစ်သော မြင်းလှည်ကလေးများတစည်းစာနှစ်စည်းစာပြက်တောင်းပြက်တောင်းလှုပ်ရှားသွားလာနေကြ၏အင်းကထွက်စရုံးစကန်းစဖြစ်၍လာမသည်မြင်းကလေးများသည်ပြင်းရင်လွှာရင်အမီးထောင်ကမကနှင့်ဤတူတူပေါက်၍ခြေထုံးတွင်အစီအီစွန့်ကျဲသွားကြလေသည် လမ်းလျှောက်သူတွေမှာရင်းတို့ကိုတက်မနှင်းမိအောင်အထူးဂိယူပြု၍ရှောင်ကြရာဤနှစ်ပြလောက်ကြော်သွားမိသောအခါနိုးကြားနေသောအိမ်တိန်ကို တွေ့မြင်ရသည် အိမ်ရှိပေါ့ခောက်တကားကြီးတစ်ချက်ကိုပွင့်ထားရာ အထဲကမိအောင် အပြင်သို့ထွက်နေသည် အပြင်ထွက်နေသောမိအောင်အောက်မှာကိုလုံးကိုပေါ့အချိုးစစ်ကြာနာပြေပြေသော အရိတ်တရံနှင့်မိန်းမတစ်ယောက်သည်ဖျားပန်းအိုးဟုထင်မှတ်ရသောအရာတစ်ခုကိုဆွဲထုတ်လာသည်ကိုဝိုးတော်မြင်လိုက်ရသည် အိမ်ဝိုင်းထဲမှာတော့ထူထပ်စွာဝစ်ဆင်ထားပြီးတပတ်နှစ်ခေါင်းကိုလုံအောင်ပေါင်းထားသောအရက်ရှိရှိယောက်ျားတယောက်ကမတ်တက်တပြက်စီကြီးနှင့်လှဲကျင်းနေလေသည်တရုတ်တန်းသို့ရောက်သောအခါကျွန်တော်အံ့ဩရသည် အလင်းရောင်မှုန်တိမှုန်ွားထဲမှ လူတွေအတော်ကလေးစီကားနေပေပြီလမ်းသွားလမ်းလာ လူတို့မဟုတ်စည်းဖွင့်ရန်ပြင်ဆင်နေသော လူတို့ဖြစ်၏။ကားကြီးကားငယ်တွေထဲမှ၎င်း၊မြင်းလှည့်တွေပေါ်မှ၎င်း ိုက်ကားတို့မှ၎င်းကုန်ပစ္စည်းချနေသူများဘလို့ကုန်ပစ္စည်းတွေပါလဲဟင်းသီးဟင်းရွက်တည်သီးပန်းမှန်မဟုတ်သည်ကတော့သေးကြသည်အမှောင်ကျသောနေရာများမှာမတိနိုင်သေးတော့လဲလမ်းမြောင်အောက်မှာတော့အသေးချာမြင်ရပါပြီအထယ်လေးများအလေးလိုက်အလေးလိုက်အခြားမှောင်ကိုပစ္စည်းများအထုတ်လိုက်တည်တာလိုက် မီးအောင်တနီယာမှာတော့လုံလဥဒ္ဓဟကောင်းလာသောဈေးတဲ့နှင့်အလားတူလုံလဥဒ္ဓဟကောင်းလာသောဈေးဝယ်တို့သည်ကုံကိုဖြန့်ပြကုံကို ကိုင်းကြည့်ဈေးမေးဈေးပြောဈေးစစ် လုံနေကြသည်ကို မြင်လိုက်ရကြားလိုက်ရပါသည်တခဏလေးရည်ရွယ်ဂီယူဆိုင်ကဲခတ်လိုက်သောအခါသူတို့၏လက်များအနှင်းငယ်လှုပ်သလိုသူတို့၏အသံများအနှင်းငယ်တုံသည်ကိုသတိပြုမိပါသည်သောသော တစုံတရာကို ကြောက်လို့မဟုတ် ယာသည်ဥဒုအေးလွန်းလို့သာဖြစ်ပါ၏ကျွန်တော်လဲချမ်းလာသောကြောင့်ရှေ့ဆက်ခတ်တသွဲ့လျှောက်ခဲ့ပါသည်မောင်ကိုစေးအညစ်အကြေးများကိုလေ့လာရန်မဟုတ်ဂျမ်းမာကြီးတန်ရှင်းရေးအတွက်လမ်းလျှောက်လာခဲ့သည်မဟုတ်ပါလားတို့ဖြင့်ကျုံတော့အနောက်တောင်တောက်သို့ရောက်ခဲ့ပါပြီကျုံပက်လေတွိုင်းမှာတော့အတော်ပင်သက်ဝင်လှုပ်ရှားနေပါပြီခမမန်လမ်းလျှောက်လာသောလူကြီးများနှင့် မိမကြီးအချို့မြန်မြန်လမ်းလျှောက်သောပြေးသောလူလက်နှင့်လူငယ်လုံးမငယ်များပြေးစော့ကစားသောလူပြူပေါက်အပြူပေါက်ကလေးများတနည်းအားဖြင့်လက်ဆွဲမိဖို့ကလေးခြားပြီးမုတ်လုံရောက်နေသောမိမကြီးတယောက်ကိုတွေ့ရသည်မုတ်ပေါင်းလားမုတ်လုံးရေပေါ်လားဘာမုတ်ရောက်နေသည်ဟုကျွန်တော်မသိခဲ့ပါသောသောပူပူနွေးနွေးရောက်နေရာပြေးလွှားဆော့ကစားပြီးစခလေးသူငယ်အချို့စားနေကြသည်ကိုမြင်ရပြီ ျွန်တော်လဲအားကြမခံဝင်မစားမိအောင်အတော်ပင်ကိုကိုကို ထိမ့်သိမ့်ခဲ့ရ၏ကျွန်တော်ကလမ်းဆက်လျှောက်ရအောင်မည်ဂူးမှကိုလက်လှူရှားမှုအချိန်ရပြီးအချမ်းပေါ်ကားစားဖြစ်သည်တလာကားစားငယ်ဒီကိုလေးရိုက်သည်ဖြင့်နှာရီရီယူစည်းလာခဲ့ရာမှဂူးမှရက်ခါစားဖြစ်သည်အင်းနေသောလက်ဖျားများသည်လဲပူနွေးစားပြူပါပြီကျွန်တော်သည်မျက်နှုံးကိုလျှော့ချ၍မရ တကယ်တော့လွတ်လွတ်လပ်လပ်ရှောက်ရရသောနေရာဖြစ်သည်မို့မြန်နှုံးကို တိုးနိုင်က တိုးမှုသာရှိသည် လမ်းမကြီးပေါ်တွင် ခီးတည်တင်ဘတ်စကားကြီးများစတင်ပြေးဆွဲနေလေပြီလမ်းလျှောက်သူတို့သည် လမ်းမကတရားခင်းကြောက်လန်းပေါ်မှလျှောက်သူကလျှောက်သည်ကျုံကြီးပေးကြောက်ပြားခင်းလူသွားလန်းပေါ်မှလျှောက်သူကလျှောက်သည်ကျွန်တော်ကတော့အစဉ်ပြေသလိုလမ်းမပေါ်ဆင်းလျှောက်သည်ခါလျှောက်၍ကျုံပေးကြောက်ပြားခင်းလန်း လူသွားလမ်းပေါ်တက်လျှောက်သည့်အခါလျှောက်သည်ကျုံဟိုဘက်ကန်းနှင့်မြို့ရိုးချရှိဥယျင်တွင်နီယွန်မိเจ้าများထွန်းထရာခလေးများအစုလိုက်အပြုံလိုက်စော်ကစားနေသည်ကို တွေ့ရသည်သူတို့ထံအတံပလန်များသည်ဒီဘက်ကန်းသို့တောတော်ညံအောင်လာနေ၏သူတို့၏ပျော်ရွှင်မှုသည် ကျွန်တော်ကိုကူးဆက်နေပါ၏သူတို့၏စော်ကစားနေသည်ကို ပြေးလွှားပြီးကြိလိုက်ချင်းစိတ်ပေါ်လာ၏ထိုအခါ နီယွန်မိเจ้าများငြိမ်းသွားလေသည်ငွေနှင်းမှုံမှုံကြားထဲမှခလီငယ်တို့၏စော်ကစားသံတို့ကမဆဲသည်ကျွန်တော်သည် ရှေ့ဆက်လို့သာလမ်းလျှောက်ခဲ့ပါ၏မောင်ရမလင်းနေသောနနက်ခင်းသည်အသွင်ပြောင်းနေသည် အရှိဘက်ကောင်းကင်မြေတွင် တိန်နီတိန်ဝါတိန်မြများထွန်းတောင်နေကြသည်မိုးကဆက်ဝိုင်းအပေါ်တွင်ငွေရောင်ကောက်ကြောင်းများကိုတွေ့နိုင်သည် သို့သောအရှိဘက်မှဗဒံများရောင်ရွှေရောင်ငွေရောင်တို့သည် အနောက်ဘက်သို့လည်းရောင်ပြန်မဟတ်သေးတောင်မြောက်ဝေးရာသို့လည်းရောင်ဖြာမကူးရှက်သေးမင်္ဂလာတရားကိုကြော်လာခဲ့ပြီလမ်းလျှောက်သူရှားပါလာသည်လူသွားလူလာနည်းလာသည်အနည်းရင်အမြန်ရင်များလှုပ်ရှားမှုမရှိတော့သလောက်ဖြစ်၏မြင်ကွင်းတွင် ဝင်ရောက်လာသောနန်းတော်မြူရိုးနှင့်ကျုံးတို့သည်ဝိုးတဝါမှုတ်တော်မောင်ရီတွင်တောင်ကုန်းတန်းလိုလိုတစ်ပင်ခင်တန်းလိုလို ထင်ရသောမြူရိုးမှုတ်တော် မောင်ရီရီတွင် မြေတလင်းမြေလိုလို ရေမျက်နှာပြင်လိုလိုထင်ရသောကျုံမဟုတ်တော့ကျွန်တော်သည်မြန်နှုံးကို အနှဲငယ်လျှော့လိုက်သည်မနေ့ကဒီနေရာမှာအလှနှင့်တွေ့ခဲ့ရသည်မဟုတ်ပါလားအသွားမှာတော့မဟုတ် အပြန်မှာတွေ့ခဲ့ရသော အလှကျွန်တော်အသေးနှလုံးမှာထာဝစဉ်ဆွေးညိသွားသောအလှအလှကို ကျွန်တော်ယနေ့ထပ်တွေ့ခြင်းနေသည် အရှိပြင်းတရားမှလှဲ့ပြန်တွင် အလှကို တွေ့ရအောင်မည်ဟုထင်သည် ကျွန်တော်ဒီမနေ့ကဖူးတွေ့ခဲ့ရသောအလှကိုယနေ့မြင်ရောက်နေပါ၏မနေ့မနေ့ကကျွန်တော်ဒီနေရာရောက်သောအခါအရှိတ်ဘက်မိုးကိုဆက်ဝိုင်းတွင် ချိုပြုံးနေသောနေလုံးကြီးသည် ပြူတစ်ပြူတစ်နှင့်လူးလွန်ကထွက်လာလေပြီအခြားချိန်မှာအကြည့်မခံသောနေလုံးကြီးထိုချိန်မှာတော့ပြုံးရွှင်စွာအကြည့်ခံနေ၏ကြာပန်းငုံကြီးများပွင့်အားလာတော့အပေါ်တက်ပွင့်ချက်စိမ့်များတလှပီးတလှွာကြွာကြနေလို့ တိန်ဤတိန်ဝါတိန်မြာတို့သည်တဖြည်းဖြည်းတရွေ့၍ဘေးသို့ဖယ်ပေးနေကြသည် တိန်တိုင်းတိန်လွှာတိန်ညက်များကို ကာကွယ်ထားသောငွေရီးကောက်ကြောင်းများသည်လူးလွန့်ဖြန့်ကားထွက်နေကြ၏အရှိဘက်ကောင်းကင်မြေမှာဗဒံများရောင်နီလာရောင်ရွှေရောင်ငွေရောင်တို့သည်အနောက်ဘက်ကောင်းကင်မြေတွင် ရောင်မြန်ဟပ်နေကြသည်တောင်ဘက်မြောက်ဘက်သို့လည်းရောင်ဖြာကူးရှက်နေကြသည် တကယ်တော့လောကတကြီးတစ်ခုလုံးနဲ့ဗဒံများရောင်နီလာရောင်ရွှေရောင်ငွေရောင်တို့သည်ကိုမြူးနေကြလေပြီ။ရောင်စုံကိုမြူးသောမျိုးရိုးကြီးက မကြုံစဘူးအလှထူးနေ။နီညိုသော အုတ်ချက်များသည်ပင် အခါတိုင်းလိုမဟုတ်ရွှေအိုရောင်ပေါက်နေသလားမပြောတဲ့။မုံမံပြင်ဆင်ထားသော ပြက်သက်များက ပိုနွယ်နှောင်းကြော်ရှင်းနေသည်။မူလအနေထားအတိုင်းမုံမံပြင်ဆင်ထားသောပစင်ရင်တာတရဲခိုးပြအိုးတို့က ပုံမခန့်ားထဲဝါနေသည်မြို့ရိုးချေရင်တွင်ရန်သာဘုံရွှေမြို့တော်တီစားကပင်စိုက်ထားခဲ့သည် ဟုထင်ရအောင်အိုမင်းနေသောတစ်ပင်အိုကြီးတပင်နှင့်ထမ်းမင်းကြီးနှစ်ပင်တို့သည် ချိုပြုံးသောနေလုံးကြီးမှလွှတ်လိုက်သည့်ရောင်ကြီးနှုများအောက်တွင်နုပြိုလန်းဆန်းနေကြဟန်ရှိသည် မကြသေးမီကလေးကမြေတလင်းပြင်းလိုလိုရင်မျက်နှာပြင်းလိုလိုထင်ခဲ့ရသော ကြုံကြီးသည်မှန်ချက်ကြီးဖြစ်လာကား နေဝင်းနီနီကောင်းကင်မြို့ယိုထမ်းမင်းစသည်တို့ကို ထင်ဟပ်နေလေသည်တဝင်းချင်းအရှိတရား၏ပဂတိအလှနှင့်ဝိကတိအလှတို့တဟဇာတဖြစ်သွားလေသောအခါအလှသည် အလှဆုံးဖြစ်သွားလေသည်ကျွန်တော်သည်မနေ့ကထိုချိန်ထိုနေရာတွင် တွေ့ခဲ့ရသောအလှကို စမြုပ်ပြန်၍စီးစိမ်ခံနေမိသည်ယနေ့တဖန် ပြန်လဲဖူးတွေ့စုံစည်းကခံစားကြည်နူးလိုလှသည် ယနေ့တဖန်ပြန်လဲဖူးတွေ့စုံစည်းကခံစားကြည်နူးလိုလှသည်အမှန်မှောက်ချအလှနှင့်ပြန်တွေ့ရပါဦးမည်မတွေ့လို့မဖြစ်ပါ ကျွန်တော်ဒီလမ်းလျှောက်ထွက်ခဲ့ဒီမှာအတော်ကြာပါပြီ။ခီးအတော်ပောက်ခဲ့ပါပြီ။မြန်နှုံးမှာ အလိုလျောက်လျှော့ကြသွားတင်ပါပြီ။သို့တော်အလှနှင့်ပြန်တွေ့လို့သောကြောင့်မြန်နှုံးသည် ရော့ကြခြင်းမဖြစ်ခဲ။ရှေးတောင်ကျုံနောက်ကိုကျော်လွန်ခဲ့သည်။ပန္တရာကျောင်းကိုရောက်ခဲ့သည်။အရှိမြူယိုအလဲပေါက်တရားအထိရှောက်ခဲ့သည်။အရှိပြင်းလမ်းမကြီးတိုင်းအရှိကောင်းကင်မြင်းသို့မျောကြည့်လိုက်၏။ နေကားမထွက်သေးသို့သော ရှေတော်ပြေးယောင်ကြီးတို့သည်မှောင်တုကိုလုံးဝဖြိုခွင်းလိုက်လေပြီ နေမြူကိုတို့ကဆိုင်းနေစေဖြစ်သောကြောင့်ရှမ်းကုန်းမြင်တောင်တန်းတောင်ယိုများကိုဝိုးတဝါးသာမြင်ရ၏ကျွန်တော်သည်နောက်ပြန်လှည့်၍အတော့နှင်ခဲ့၏အလှနှင့်ပြန်တွေ့လိုသောဇောသည် ကျွန်တော်ကိုဖန်ဆာနေမြဲသာဖြစ်သည်ကျုံကန်းတစ်ဖူးတွင်လူတစ်ယောက်ဂျမ်းမာ၏လေ့ကျင့်ခန်းလုပ်နေသည်လမ်းလျှောက်ခြင်းကိုရနာပြီး ခြေဆက်လက်ဆက်ခါကွေခါလိန်လုံနေခြင်းဖြစ်ပါ၏နောက်တနေ့အားတွင်အဖေလူသူခေါင်းဆောင်သောသားသုံးယောက်စကားတပြောပြောနှင့်လမ်းလျှောက်နေကြသည်ကိုတွေ့ရ၏ခီးသည်တွင်ဘက်စကားကြီးတစီဈေးကျိုးဘက်သို့ဝေါကနေမောင်းဝင်သွားလေသည်ဟောအလှနှင့်မနေ့ကတွေ့ခဲ့ရသောနေရာကိုပြန်ရောက်လာပြီကျွန်တော်သည်မျက်နှုံးကိုလျှော့ချပြီးကျုံကန်းနှစ်ဘူးပေါ်သွား၍ရဲ့၏အရှိတူကိုငေးမျောလိုက် မြောက်ဘက်ကိုလှဲ့လိုက်ခေါင်းကင်ပြင်သို့မျက်စိအစုံကိုလွှင့်လိုက်တစ်ဖက်ကမ်းမှမြူရိုးကိုကြည့်လိုက်ကျုံရင်မျက်နှာပေါ်မျက်စိလျှက်တိုက်လိုက်နှင့်အလှကိုရှာပါသည်ဗမာမမတွေ့ရပြုံးရင်နေသော နေလုံးဤမဟုတ်တော့နေမင်းသည်နုပြိုသော ရောင်ကြီးများကိုလွတ်နေလင့်ကစားစစ်စစ်အကြည့်ခံသောမျက်နှာမဟုတ် တိန်နီ တိန်ဝါတိန်ပြာစသည်တို့ကရှိပါသေး၏သို့သော တိန်နီသည်ဗဒံများအယောင်မဟုတ်တော့ ိမ်ဝါသည်ရွှေဝါရောင်မဟုတ်တော့တိမ်ပြာသည် နီလာရောင်မဟုတ်တော့တိမ်နှွားတိမ်တိုက် တိမ်ညွန့်များကိုကွတ်ထားသောငွေရီကောက်ကြောင်းများသည်လည်းကနုတ်ဟန်ရိုးတရားပန်းအလှမရှိကြတော့ပြီပြုပြင်မုံမှန်ထားသောမြူယိုးကြီးသည် ပြာအိုးတရေခိုပတ်စင်ရင်တာထီးပြတ်သက်များနှင့်ခန့်ညားဆဲပင်ဖြစ်တော်လဲဝိုးတဝါအလင်းရောင်အောက်မှမြင်ခဲ့ရသလိုမန်းတောင်လက်ရာကြပြာမဆန်တော့ကြီး ပြသသည့်အလင်းရောင်တွင်မြို့ရိုးကြီးအဖာထေးများကိုထင်ရှားစွာမြင်နေရ၏မြို့ရိုးချင်းရင်ရှိတစ်ပင်အိုကြီးမှာအယိုးပြိုင်ပြိုင်နှင့်ကမထမ်းရို့ပေါင်နေသည်ထမ်းပင်အိုကြီးကလည်းပင်စီကဂလန်ဂလာ အရွက်ချောက်ကိုယိုကားရနှင့်မင်းကြီးအာတင်းရက်နေတော်လဲခနော်နီခနော်နဲ့နိုင်လှသည် အရှိတရားဤပဂတိအတွင်ပင်ကထိုတို့ရှိနေစဉ်ကျုံးရီမျက်နှာပြင်တွင် ထင်ဟပ်နေသောအဖြစ်တရားဤ ဝိကတိအတွင်ပြင်က အလှပြည့်နေသည်မှာအံ့ဩเสียမရှိကြ။哦ဒီကနေ့တော့မင်းကိုမတွေ့ခဲ့ရပါလားအလှရင်ကိုကနောက်ကျသွားတာလားအလှကရောက်မလာတာလားကျွန်တော်ဒီဝမ်းနေကြေကွဲညင်းညူလျက်အပြန်လန်းအတိုင်းဆက်လျှောက်ခဲ့ပါလေသည်မင်္ဂလာတရားပေါ်ရောက်တော့တရားပေါ်လျှောက်ခါကျုံနှင့်မြူရိုးချရှိဥယင်တွင်သို့ဝင်ခဲ့လေသည်အရေးကောင်းသစ်ပင်သီးပွင့်ကောင်းသစ်ပင်နှင့် ပန်းပင်ပန်းတွင်ပန်းကြုံတို့ဖြစ်၎င်းအပန်းဖြီအနားနေရန်နေရာထိုင်ခင်းတို့ဖြစ်၎င်းစော်ကစားစရာပစ္စည်းကိရိယာတို့ဖြစ်၎င်းပျော်ပွဲစားစရာဆိုင်ကနာတို့ဖြစ်၎င်းအစမ်းတကြေပြုပြင်စီမံထားသောဥယင်ဖြစ်ပါ၏သို့သောကျွန်တော်တို့ထိုဥယင်ထဲမှာလည်းအလှကိုရှာမတွေ့တော့ပါမန္တလေးမတရားမိရထားကကျုံကိုဖျက်ချောထားသော နေရာသို့ရောက်သောအခါ ကျွန်တော်သည်ဥယျာဉ်မှထွက်ပြီးတရားပေါ်တက်ခဲ့လေသည်တရားပေါ်ခဏနာပြီးအရှိဘက်ကောင်းငင်သို့ငေးမျောလိုက်သည်ပြီးတော့တောင်မြောက်လှဲ့ကငေးမျောပြန်သည်မြေယိုးကြီးစီသို့မျက်စိအစုံကိုလှုပ်သည် ကျုံရင်မျက်နှာပြင်ကို မျက်စိရှက်တိုက်လိုက်သည် အလှကိုကရှာမတွေ့တရားပေါ်မှာ စိတ်ပြပြနှင့်ခေါင်းငိုက်ဆိုင်ချကတရားအောက်ကရေကြီးရေကို ငေးကြည့်နေမိသည် ရေမင်းနာပေါ်တွင် ရောင်ကြီးနုတို့ကတစ်ဖြက်ဖြက်တောက်ပါတရွရွလှုပ်လဲ့လေကနေကြသည်ကျုံရည်သည်ဖံပြာကွက်နှင့်ကြောက်ဆက်ရည်နှင့်တူအောင်ကြည်လင်ပြီးအေးမြာနေသည်ဘိုးအောက်ထဲမှပေါက်နေသော ရေညှိပင်များကို အတိုင်းသာမြင်နေရ၏မြာစင်းရောင်ရေညှိပင်များကြားတွင်ငားငယ်ကလေးများစော့ကစားနေကြသည် သူတို့မှာဖန်ကန်နေတွင်ပြေးတန်းလိုက်တန်းကစားနေကြသော ရွှေငါးကလေးတွေနှင့်တူနေသေးတော်၏ကျွန်တော်သည်ယနေ့မတွေ့ရတော့သောမနေ့ကအလှကိုရေအောင်များတော်အလယ်မှရွှေငါးကလေးများ၏အလှဖြင့်အစားထိုးရန်ကြိုးစားကြည့်ပါသည်ပျောက်ွယ်နေသောမနေ့ကအလှကြောင့်ဟာနေလေသောကျွန်တော်နှလုံးသားကို ဖြစ်ရန်ကြိုးစားကြည့်ပါသည်မရတော့ပါ ကျွန်တော်နှလုံးသားကအာမြဲပင် နှလုံးသားဟာနေသောစာရေးဆရာတစ်ယောက်ကဘာလုပ်နိုင်သနည်းပျောက်ဆုံးသွားသောအလှကိုပြန်တွေ့ရအောင်အမှုပညာသမားတူဘာလုပ်နိုင်အောင်မြည်နီဒီကနေ့တော့မင်းကိုမတွေ့ခဲ့ရပါလားအလှရေလို့ညင်းညူကစာကလေးတစ်ပုဒ်ရေးထုတ်ယုံမှတပါအချာနီလန်မရှိပါသောသောစာရေးဆရာတူဤအလှဖန်ဆင်းဉာဏ်စွမ်းအားသည်တဘာဝမိခင်ကြီးဤအလှဖန်ဆင်းဉာဏ်စွမ်းအားကို အမိလိုက်နိုင်မီမဟုတ်ချေတကားသိမ့်ဖေမြင်တခုနားဆင်ခဲ့ရတာကတော့ဆရာသိမ့်ဖေမြင့်ရေးသားတယ်ဒီနေ့တော့မင်းကိုမတွေ့ခဲ့ရပါလားအလှရဲ့အမိရတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်အာပိနာဆင်ခဲ့သူ အားလုံးကိုຫນွေဦးနရသိန်းဝိုင်းတော်သားများကကျေးဇူးအထူးပင်တင်ရှိပါတယ်ပြန်လန်းချမ်းမြေကြပါစေ။